သင်ရပါရင်အလုံးမင်္ဂလာပါဒါကျွန်တော်တို့စာရေးဆရာ၃ယောက်ဩစတြေးလျနိုင်ငံကိုပထမအဆုံးအကြိမ်ရောက်ခုချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအရင်ကလည်းတခြားနိုင်ငံတွေကတော့အရင်တင်တယ်လို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ဩစတြေးလျနိုင်ငံကတော့ဒါခုမှပထမအဆုံးရောက်တာပါကြတာကိုမြောင်းလည်းပြောတာလိုပဲတပောင်း50အတွင်းမှာပထမဆုံးပြောပေး စီစဉ်တာဖြစ်ပါတယ်။အကြံစီစဉ်ပေးတဲ့ဒီအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီကပြိဿတ်ရဲ့ကိုစားကိုကျမတို့အတွက်ပေါ့ဗျာနော်။ဒီမှာနေနေတာ30ဒီဖြစ်ရှိပြီဖြစ်တော့ကျမတို့ရဲ့စာချစ်သူမိစေကြောက်ကသူစာပေဟောပြောပွဲကို live show ကြည့်ကြံလို့စောင့်နေခဲ့တာဒီပေါင်း34ဖြစ်ရှိပါတယ်။ကြားရရနေပြတော့ ဆီဒီလေးတွေနဲ့ကြည့်ရမယ်။နော်တိတ်ခွေလေးတွေနဲ့နားထောင်ရမယ်။ DVD ရလို့ပြောဆိုကြည့်ရမယ်။ဒါပေမဲ့ live show ကိုကြည့်ချင်တယ်။ကြည့်ခွင့်မရခဲ့ပါဘူးတဲ့။အခုဒီနေ့အခုအတွက်အလွန်ဝမ်းသာတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြောင်း34နှစ်အတွင်းမှာဒီရောက်နေပြီးတဲ့နောက်မြန်မာနိုင်ငံကစာရေးဆရာကြီးလာပြီးတော့ဟောပြောတဲ့အတွက်သူတွေအတိုင်းမသိဘူးဝမ်းသာရပါတယ်တဲ့။အဲ့ဒါကျမလည်းသူ့ရဲ့ဝမ်းသာမှုကကျမစီကိုကူးဆက်လို့ကျမပြန်ပြီးတော့ပြန်ပြီးတော့ညွှန်ပြပေးတာဖြစ်ပါ တော့အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြမအောင်လို့ပြောချင်ပါတယ်။ကျမတို့အဲကျမဒီနေ့ရွေးထားတဲ့ကောင်းစဉ်ပေါ့နော်။သောမကျင်ညာသားတဲ့ဒီမှာကျမကောင်းစဉ်ကိုပြောပါဦးနော်။ပြောလာတော့ကျွန်တော်မကြောက်လိုက်လို့ကျွန်မအဲ့လိုပဲပူထူပြီးတော့တိုက်ခတ်နေပြီဆိုရင်ဘာမှလည်းမစားနိုင်ဘူး။အတေချာလည်းဘာမှလည်းမမြင်တော့ဘူး။ဒီလိုပဲတော်တော်လေးတယ်ကျွန်မဒူးတုံတာကို ဒီရှေ့ရနေလို့မြင်ရပါဘောเนาะစင်လေးကိုကျေးဇူးတင်ပါတယ်ကျွန်မပြောမှာကတော့ယတစာပေဖြစ်ပါတယ်အခုဒီကိုရောက်လာတဲ့ခါကျတော့ဓမ္မနဲ့သိပြီးတော့မအေးတော့ဘူးတဲ့ဒီကလူတွေကပြောပါတယ်ဘာကြောင့်လဲဆိုတော့ဓမ္မစောင်းတွင်းကနေတုံခဲ့ပြီစောင်းမဟုတ်တော့ဘူးပေါ့เนาะစရင်းရာစီဘက်ကိုပူတော့မှာမလို့သိမအေးတော့ဘူးအနည်းငယ်ကိုနည်းနည်းပဲယူခဲ့လို့ရပါတယ်တဲ့ဒါပေမဲ့ကျွန်မကချမ်းတက်တယ်ဒီလိုပဲကျွန်မရဲ့မန္တလူကြီးရတယ် ိုးတက်တယ်ဆင်းတက်ကျွန်တော်တို့အိတ်ကမြေတဲ့တွေနဲ့ပြည့်နေတာပေါ့ပြည့်တယ်ဆိုပေမဲ့လည်းအများကြီးလို့ယူလို့မရဘူးလေကီလို20 30ဆိုတော့အမြေတဲ့မြေတဲ့ယူခဲ့တာပေါ့နော်တိောက်တော့မရဘူးကျွန်တော်တို့ယူလာတဲ့မြေတဲ့တွေကကျွန်တော်တို့ညံကုန်မန္တလေးဝတ်တဲ့မြေတဲ့မျိုးတွေဖြစ်နေတော့ဒီကနေမြေတဲ့တွေအားကြပါတယ်အဲ့လိုနားပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်မနဲ့ဆက်ဆိုင်ရအောင်လို့မရမကရှာဘူးเนาะဒါကျွန်မနဲ့ဆက်ဆိုင်ရမှာခဲရင်းတယ်လေ တိုင်းတိုင်းအပြည့်ပြူသွားတဲ့ခါမှာနှွေးတဲ့လေးတွေတွေ့ရင်လှတာဩလှတော့ကျမလည်းလိုချင်တာပေါ့နော်လိုက်ရှာလိုက်ရှာတော့ကျွန်တော်တာမန် small size S ဒီကမှကျမမရဘူးမရ S ဆိုတာအရေးဆုံးနဲ့အသေးဆုံးနဲ့ဒါပေမဲ့ကျမမရဘူးမရတော့အဲ့ဒီမှာရှိတဲ့မိတ်ဆွေကနေက S နဲ့ရမှာမဟုတ်ဘူးလေ petit size မှာရမှာပဲ petit ဒီ ID petit ကဒီစ်ဒီလိုတော့တိတိလေးပေါ့နော်တိတိလေး small လေးပေါ့နော်အဲ့လောက်လောက်မှာတို့စီမှာလေး small နဲ့ပတိနဲ့ထပ်ခွဲထားလို့ကျွန်မပတိ size နဲ့ဩအဲ့ကျွန်မကျွန်မအတွက်လေးရွယ်လေးကြီးပေါင်းမူလေးတွေရတယ်အခုဘယ်သူလဲမသိဘူးကျွန်မကိုမြေတားရှေ့ထားပြီးတော့အလားပါပါအဲ့ဒီအနှွေးတဲ့ပေပေလေးတခုစားပြီးတာဘယ်သူလဲမသိကျေစုများရဲ့ကျွန်မရဲ့အဲ့ဒီအနှွေးတဲ့ကြောင့်ကျွန်မတော်တော်ငြိမ့်သွားပြီနော်ဒါကျေစုတင်အကြောင်းကြီးပြောရတာမဟုတ်ပါနော်ဆိုတော့ spring ဟာဒီရောက်တော့မယ်ဆိုတော့ တို့ဒီစာရည်ထဲမှာတော့တို့ပြောရင်ဘယ်လိုပြောလို့ရှိလဲဆိုတော့စာစာပေတန်နဲ့ချစ်စရာလေးကောင်းအောင် spring is at the corner လား in the corner တဲ့နော်နည်းနည်းတကားဝါကိုရောက်တော့မယ်ဟိုတောင်းသားလေးမှာ spring ကစောင့်နေပြီပေါ့နော်အဲ့တော့စကလုံးလေးကလည်းတောက်လိုက်တော့စောင့်နေပြီဒါပေမဲ့လည်းကျမတို့စီမှာတော့အခုဒီမှာတော့စောင်းမကုန်သေးသလိုပဲခံစားအဲ့ဒါကျမဘာသွားတတိယလဲဆိုတော့ကမန္တရာမင်းကျမကြပြာလေးတပုတ်တတိယလို့ကျမလိုက်ရှာလိုက်တယ် အဲ့ကြရဲမှာခင်ဗျာအဆောင်ဆုံးဖို့သူကဆောင်းတော့ပုံသွားပြီဒါပေမဲ့လည်းຫນွေရောက်တော့လည်းဒါပေမဲ့ဆောင်းအပုံຫນွေအခုဆက်တဲ့နေရာနေရာဆောင်းကတော့ပုံပြီးတော့ຫນွေကိုလည်းမရောက်ဘူးဆောင်းနဲ့ຫນွေနဲ့ရောတည်တဲ့အချိန်လေးမပြီးဝွားလေးပေါ့နော်အဲ့ဒါကိုပဲစိတ်ကကြုံသူ all ဆိုတဲ့ရှင်းရှင်းခက်ခါခင်ဗျာသာဒီတယောက်ကရေးထားခဲ့တာအဲ့ဒါကိုကျွန်မအဆောင်ဆုံးကျွန်မမသိပါဘူးဥတင်ဖို့ခင်ဗျာဆရာကြီးတင်ဖို့ရေးတဲ့မြမခင်ဗျာရှုခင်းစစ်ဆောင်ခဲ့တယ်မှာကျွန်မဖတ်လိုက်ရတယ် သုံးလုံးနဲ့ပဲဒီကလုံးလေးอ่ะအဲ့ဒီ spring is in the for now ကျွန်မဖတ်ပြီးရတာအဲ့ဒါလေးကိုတတ်တတိယကျွန်မပြန်ကူးလာခဲ့တယ်ဘယ်လိုလဲဆိုတော့ဆောင်းကျလူကြီးညရာကြီးလည်းမပီတတ်သေးဝေါဝါထွေးလေဆောင်းကျလူကြီးဆိုဆောင်းကတော့ကျွတ်တော်မှာပါဒါပေမဲ့ညရာကြီးရောက်လာဆိုတော့ညရာကြီးလည်းမရသေးဘူး မပီတတ်သေးပြီးပြီးပြင်းပြင်းတွေရတယ်မရောက်သေးဒါကြောင့်ချမ်းလေချမ်းနေသေးတယ်ဒါပေမဲ့သိတ်ချမ်းပြီလားဆိုသိတ်ချမ်းပြီတော့လည်းမဟုတ်တော့ဘူးဘိုးလိုဟာစောင်းတဲ့တွေနဲ့ရောနေတဲ့ကာလာလေးအဲ့လိုကာလာလေးမှာဒီဩစတြေးလျနိုင်ငံပတ်မြို့ဟာသိတ်ကိုးကာလာပါတယ်သိတ်ကိုးချစ်စရာကောင်းပါလေလာတာလည်းပျော်ပါတယ်စားတော့လည်းပျော်ပါတယ်စားဆိုင်ရတာပေါ့အခုလို့ န်တီညအပိကြရပြင်တက်တယ်လေကျမဒီလောက်ဒီဒီမနဲ့ထားပါဘူးဒီမနေနေတော့ကြားတဲ့ခါကျမြမစကားနေတဲ့တက်ကျမတက်တော့နေပေါ့နော်မြမစကားနေနဲ့လည်းဝေးနေကြပြီမြမစားနေတဲ့ဝေးနေကြပြီလို့ခင်တော်လေအခုလိုအပိတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်ကျမတို့ရောက်တာပဲချိန်ကရောက်ရဲ့ဆို28ရက်နေ့ည7:00နာရီ7မိနစ်မှာနေနေတိုက်ပါတယ်အဲ့တော့ကျမတို့ဒီလိုရောက်တော့7:00နာရီ7:00နာရီကျော်တော့လောက်မှာအိမ်ကိုရောက်တာပေါ့နော် အဲ့အိမ်မှာရောက်လာချင်းပဲကျမတို့လာကြည့်တဲ့ကားဝိညာဉ်ကားလာကြိုးတော့ကျူကျူချင်းမှာကျမတို့ကားပေါ်လေးထက်လိုက်ပေါ့တချင်းလေးပွင့်လိုက်အဲ့တချင်းလေးကညမပြီကိုရောက်လာချင်းအလွန်လွမ်းသွားစေဆရာချင်းကြီးလို့ဆိုပြောတော့ဟာတဲ့ငါဖြစ်နေပေါ်စီရနေတော့ချင်းမကြရဘူးလေငါကအိမ်ကိုလွမ်းလိုက်တာတဲ့သူအိမ်လွမ်းတယ်ဆိုတာသိရမလားသူ့မှာလွမ်းစရာရှိတယ်လေ ြောပြပါလိမ့်မယ်သူအိမ်ရမ်းတဲ့အကြောင်းလေးသူတဲ့သူလဲရတော့တော့နောက်ဆုံးရောက်မှသူကမင်းသားကြီးဆိုတော့ကျွန်တော်တို့သူ့ကိုနောက်ဆုံးမှာပဲထားတယ်။ဆိုတော့သူကလွန်လိုက်တောင်းရတဲ့အော်စတြေးလျတော့မရောက်သေးဘူးငါတို့အိမ်ရံရံသွားပြီဘာကြောင့်လဲဆိုတော့စံလျာကပ်ထွက်ရဲ့မြန်မာစစ်စစ်အချင်းကြားလိုက်တာ။အဲကျွန်မလည်းအော်ကိုပြအောင်ပါလေမြန်မာသက်စင်းကြီးတိုက်တယ်ပေါ့။ကြပါလေညီမတန်စင်းလေးကျမတို့ရဲ့ရေလဲစလုံးသားထဲမှာအများကြီးပဲအိမ်အောင်နေခဲ့တာဒါပေမဲ့ကျမမေးကြည့်တယ် ကိုမိအောင်တာသမီးမယောက်ရှိလေ။တာသမီးများရောက်တာတယောက်။သူတို့တွေဒီမှာမဆစ်စစ်ကိုကြိုက်နိုင်ပါ့မလား။ညီမတွေးကြည့်တယ်။ကြိုက်ချင်ပါလေကြိုက်နိုင်တယ်။တကယ်လို့မြန်မာသားဆစ်စစ်ကြိုက်ခဲ့ရင်တောင်းမှညီမချင်တယ်လေခင်ဝမ်းတခြင်းကကြိုက်မလားပေါ့။နော်ညီမတို့ခေတုန်းကဆန်းရလာထွတ်ထွတ်ဆန်းရချစ်စီကိုကြိုက်တယ်မြန်မာသားဆစ်စစ်။ဒါမဲ့သူတို့ကကျတော့ဘလောက်ဘလုံးတက်မလဲဆန်းရလာတော့မတက်နိုင်ဘူးသူတို့မသိနိုင်ဘူးဘာကြီးလဲမသိဘူးလွမ်းချာကြီးတို့ထင်မလားဒါမှမဟုတ်လွမ်းနေလို့ပြောပဲလေ အပြည့်စရာကြီးလို့ဒီမှာကျွန်မမပြောတတ်ဘူးအတုယတ္တရဲ့အဲယတ္တစာပေယတ္တကဗျာယတ္တဂိတအဲဂိတကိုစိုင်းတက်ပုံကျင်းတဲ့သူကျွန်မလည်းသူမှာပေါ့ဒါလို့လဲဆိုတော့ generation တွေကကြောက်ပါနော်ဒါပေမဲ့လေကျမတို့ကစံမြစ်စစ်ရလေစံမြလက်ထက်ကလေခင်ဝမ်းကိုကိုယ်ရည်ကိုယ်မယ်တို့ဖို့ခင်ဝမ်းကလေစိုင်းတိဆိုင်ကိုကိုယ်မယ် မြန်မာနာစစ်စစ်ပေါ့ထားပါတော့တိုင်းပြည်ဆိုင်တော်ရှမ်းတန်လေးဝဲမှာပေါ့နော်ခင်ဝိုင်းကျတော့ဒီမှာဆောင်းလို့ဘာလို့ဆိုရမြန်မာနာစစ်စစ်ပေါ့နော်ဘယ်ကမှယူထားတာမဟုတ်တော့ဘသူရဲ့ဂီတကိုမှပွားယူထားတာမဟုတ်တဲ့မြန်မာနာစစ်စစ်ကလေးပေါ့နော်ဒီခေတ်မှာလည်းရှိပါတယ်အနေနဲ့အများရှိကြပါတယ်တော်တော်များများကတော့ကျမတို့က copy ယူကြတာပေါ့ဆိုတော့ကလေးတွေမှာမြန်မာစာပေကိုချစ်ချင်တောင်းမှာပေါ့ရှိရှိခက်ကအချင်းချင်းပြုလို့ချင်နိုင်တော့ဘူး အဲ့လိုမကျင့်နိုင်တာဘာကြောင့်လဲသူတို့ရဲ့ရေမြေဒေသကမှမတူတော့တာဒါပေမဲ့ကျမတို့ကတော့ဒီပိုင်းနေပုံမှန်မှာထိုင်လိုက်ရင်ကနေစမ်းများချစ်စေရဲ့အဲမုန်းချစ်လေးဘူးတချင်းလေးအဲ့တချင်းလေးကြားလိုက်ရုံးခဲ့ပဲတချင်းကိုအိမ်ပြန်ရင်လည်းစိတ်ဘာလို့လဲဆိုတော့ຫນွေလေးကလည်းပေါက်တော့မယ်ပေါ့နော်ကျမတို့စီမှာတော့မိုးရွာတော့အထူးဖြင့်ရန်ကုန်မြို့မှာတအားကိုမိုးမိုးတဲရတဲ့ဒီခေတ်ကမိုးနှောင်းကောင်းတယ်လို့ပြောထားတယ်ဒီရောက်တဲ့အခါကျတော့ဆရာစုံကြီးရဲ့ကြံပြားလေးတစ်ခုကိုမကြည့်ရဘူး ဆရာစွန်ကြီးရဲ့တပေါင်းမိုးဆိုတဲ့ကြာတပေါင်းမိုးဆိုတာကတပေါင်းလာမှာရွာတဲ့မိုးကျမတို့မြန်မာနိုင်ငံမှာတပေါင်းလာမှာမိုးရွာသေးတယ်မိုးကအကုန်မိုးပေါ့နော်ပုံသွားရမိုးအဲသူကဘလို့ကြီးခါလဲဆိုတော့မိုးမင်းနဲ့စီညီရင်းညီလဲမညီဘူးညီဘူးဝင်တယ်ရွံ့ညက်သာရင်တိုးထိုးပင်တည်မုန်ထုံတန်လေးကြားရတာတောင်မှအတင်းကျဲကျဲတောင်မှမဟုတ်ဘူး။ချုံလိုက်တဲ့မုန်ထုံတန်လေးကမမြီဝွင့်ဝွင့်မြီဝွင့်ဝွင့်နဲ့ ညွညွလေးပေါ့နော်တူတူလေးပဲချိန်တယ်မိုးမြင့်ဒီဝါရွာပြန်ပါလေမရွာဝုန်းဝုန်းရွာဝုန်းဝုန်းနဲ့ညွညက်ပါရင်ဖွဲဖွဲပင်တိဖွဲဖွဲလေးပဲပါအကျမလေးအော်စတြေးလျမှာမိုးရတယ်ဆိုတော့ဥမာအဟုတ်မှန်တော့ဟုတ်အော်စတြေးလျမိုးကချမ်းတော့ချမ်းတော့ဘယ်ရန်ကုန်မိုးကအုံအုံတပြုံးပြုံးနဲ့တဲလိုက်တာတဲလိုက်တာမှပြီးတော့ခြေတွေလည်းတစ်ခါတည်းခြေတစ်လုံးတောင်တာ ကျွန်တော်အောင်စရာမို့ကအဲ့လောက်လောက်တော့မတဲသေးဘူးပေါ့တဲချင်းတဲရင်တဲလိုက်မယ်ဆိုရင်တော့မှခြေသလုံးတော့ပြုတ်မှာပေါ့ဘာဆိုတော့ဒီကခြေနှုတ်ရောင်း system ကောင်းတာပေါ့နော်ကျမတို့ဆရာရေနှုတ်ရောင်း system ကောင်းမှာမကောင်းတာချက်ချင်း7မိနစ်ပဲရောအဲ့7မိနစ်မှာမိုးတာများလို့ကတော့ခြေမျက်စိလောက်တော့ဝင်နေအဲ့ဒီမှာမိုးရတယ်ဆိုရင်မဲ့လေကျမတို့ကဆရာတော်ကြီးရဲ့တပေါင်းမိုးတော့တတိယ ဘာကြောင့်လဲဆိုဒီမှာလဲ spring ကိုနော် spring ဆိုတော့မိုးရွာခဲ့ရင်တောင်မှရွာတဲ့မိုးလေးကမိုးမရေလေးဖြစ်မှာပေါ့နော်ကြပြားလေးတွေကိုဒီမှာသွားပြီးတတိယအဲ့လိုတတိယရင်ကလေးပြီးတော့ဒီမှာပဲဖြစ်ဖြစ်ကျွန်တော်ညီမနိုင်ငံမှာပဲဖြစ်ဖြစ်ကလေးတွေကြပြားနဲ့ဝေးနေတဲ့ကလေးလေးတွေကိုသတ်တတိယဘာကြောင့်လဲဆိုတော့ကလေးတွေဟာကြပြားကိုငငယ်ရုံးကတိတ်ခံစားမှုမရတဲ့ကလေးတွေအသက်ကြီးကောင်မှသူတို့ကြပြားခံစားခိုင်းရင်ဒါမိဘဟာပဲ အလုံးပဲသူတို့တကယ်တည်းကဘာမှခံစားခံမဲနဲ့ခုသက်ကြီးတော်မှစေသူခံစားနိုင်မှာဟုတ်တော့အဲ့ကျွန်တော်တို့ဖြစ်နေကျွန်တော်တို့မိဘတွေရဲ့တာဝန်ကကလေးတွေကိုအပြာဖက်ချင်အောင်ပြင်ပေးဖို့လိုအပ်မယ်လို့ကျွန်မထင်တယ်။အမှတ်တကဘုံတစ်ခုကြာပြီပဲ။အဲ့ဒီကဘုံကနိုင်ငံသားစကဘုံမှာကလေးတယောက်ကိုတဲ့အသက်ခွန်နေနဲ့မပြည့်ခင်လမ်းပေးထားပါ give me a child before he is 7ကလေးခွန်နေနဲ့မပြည့်ခင်ငါ့ကိုပေးပါ ဲ့ကလေးကိုငါကျုစုပြောထောင်ပေးမယ်။ပြီးရင်ငါမင်းကိုလူလားမြောက်တဲ့လူတယောက်ပြန်ပေးပါမယ်။ Give me a child before he is seven and I will give you a man, real man. တကယ်လို့ဒါကလေးခုနှစ်ကျော်တာမှတော့ငါစီလာမပေးပါနဲ့။ငါသူ့ကို လူပြောက်ဖြစ်ဖြစ်အောင်လုပ်ပေးဖို့အောင်မြင်ချင်အောင်အောင်မြင်ပါလိမ့်မယ်အဲ့ဒီအိပဲပေါ့နော်ဒါကြောင့်လဲဆိုတော့ကလေးတွေကိုတက်သိလိမ့်မှာဖို့ကလေးကိုပုံသွင်းခြင်းနဲ့ဆိုရင်ဒါဒီဖြစ်ကတော့ကလေးကိုပုံသွင်းအောင်ကြိုက်ပါဘူးဒါပေမဲ့လည်းကျမတို့လိုချင်တဲ့ရင်ကျေးမှုဒလေးလေးတွေကျမတို့လိုချင်တဲ့အမှုပညာလေးတွေကျမတို့လိုချင်တဲ့စီကံလေးတွေရစေချင်ရင်တော့ကလေးတက်ဖို့ခဏလေးမပြေခင်ဘူး ကျွန်တော်တို့ခင်ကြောက်မှာရတယ်ခုနှစ်နှစ်ပြည့်ပြီထားပါတော့15မိနစ်ချောက်ဖြစ်ရှိကမှငါသမီးကတော့ဒီလိုမဖြစ်လို့ငါသားကတော့ဒီလိုမဖြစ်လို့ဆိုပြီးတော့အဲ့ဒီကြောင့်မှကျွန်တော်တို့ညှဉ်းညူနေလို့မရဘူးเนาะအဲ့တော့ခင်ဗျာလေးတွေကိုကျွန်မကလေးတွေကိုလည်းပြောပြပေးစေချင်တာပေါ့နော်ကျမကိုယ်တိုင်ကလည်းငယ်ငယ်တုန်းကခင်ဗျာလေးတွေကိုချစ်တော့အဲ့ငယ်ငယ်ကခင်ဗျာလေးတွေကကျမအတွက်ခုချစ်ချစ်သတိရနေလို့ဝင်ရှိပါတယ်ဂျပန်နိုင်ငံမှာတဲ့ကလေးတွေကြောင်းနေတယ်ကြောင်းနေတဲ့အခါမှာ တမန်လိုက်ဘူဂျိုတို့ပါတို့အသက်၉နှစ်မတိုင်ခင်ဖြစ်အောင်စာကောင်းကောင်းဘယ်လိုပြောမလဲစာတော့တင်တာပေါ့နော်ဒါပေမဲ့စာမွေးစနစ်ရဲ့တို့အတိအချောင်းမထားဘူးဘာကြောင့်လဲဆိုတော့ကလေးတွေကိုတို့တင်ပေးချင်တာစီကန်တင်ဖို့ရဲ့ကျေးဖို့ကိုယ်နိုင်ငံအကြောင်းအဲ့လိုမျိုးပေါ့နော်သူလူမှုရေးဒါလေးတွေတင်ပေးမှာစီကန်တင်ဖို့ကိုတင်ပေးရဖြစ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိတဲ့အတိုင်းပဲပညာရေးစနစ်ကဟိုးအောက်ဆုံးကိုလောက်သွားလိုက်တာကိုအရင်တော့ကကျွန်တော်တို့ပညာရေးစနစ်ကအရှင်မှာအထက်မှာ ်ချစ်တော်အရှာကျွန်တော်တို့နိုင်ငံကလာပြီးကြောင်းတက်ရတာကိုလုံခဲ့တဲ့ပြပေါင်း60 80ဥမ္မာပေါ့နော်ပြောရမယ်ဆိုတော့1950ပတ်ဝန်းကျင်လောက်တော့အခုကျတော့အဲ့လိုမှမဟုတ်တော့ပဲလေကျွန်မဖတ်ပြီးရဲ့ဟိုဒီရောက်တိုင်းကလေကျွန်မခဏခဏဟောပြောဝင်မှာပြောမှုပါလေဒီရောက်တိုင်းမှာ1999တည်းလေအဲ့ဒါပြီးရခါကျ2000ခုနှစ်ပြည့်ကံကြီးတဲ့ခါကျတော့နိုင်ငံနေနိုင်ငံမျိုးတို့ကလက်ပြဆင်းရဲလိုက်တော့မှတ် မှတ်တဲ့အခါမှာအစိုးဆုံးနိုင်ငံများတို့အကောင်းဆုံးနိုင်ငံများတို့ပြုစည်းမှတ်တဲ့အခါမှာရှိတယ်အဲ့တော့တို့မှဘယ်လိုလဲဆိုတော့ပညာပတ်သင်ဖို့အစိုးဆုံးနိုင်ငံပညာကျောင်းသားတယောက်ဖြစ်ဖို့အစိုးဆုံးနိုင်ငံအမျိုးသမီးတယောက်သွားဖြစ်ဖို့အတွက်အစိုးဆုံးနိုင်ငံဥပမာဩစတြေးလျနိုင်ငံထားပါတော့ဒီမှာဒီမှာလာနေမယ်အမျိုးသမီးတယောက်ဩစတြေးလျနိုင်ငံမှာနေဖို့အတွက်ကောင်းလားဆိုးလား ဒါမှမဟုတ်အာဖဂန်နစ္စတန်နိုင်ငံမှာအမျိုးသမီးပြောက်သွားပြီးအသက်ရှင်ဖို့အတွက်ကောင်းမှာစိုးလာဆိုအဲ့ဒီနိုင်ငံရဲ့စီးရဲမျိုးတို့ရဲ့လူနေမှုစနစ်တွေတို့ရဲ့ပညာရေးစနစ်တွေတိုးတက်မှုရေးဆုံးရှုံးမှုရေးအစိုးရတွေအတို့ရဲ့တက်တန်းကြီးအကုန်လုံးပြည့်ချက်ပြီးတဲ့နောက်မှာအစိုးဆုံးရဲ့အကောင်းဆုံးရဲ့အမြဲတမ်းလုပ်လို့ရှိတယ်။အဲ့ဒါ1996လို့ကျွန်မထင်တာပဲ။မှားရဲ့တစ်နှစ်တစ်နှစ်ပေါ့နော်။ရှေ့တစ်နှစ်နောက်တစ်နှစ်ပေါ့။အဲ့ဒီမှာကျွန်မတို့ရဲ့မြန်မာနိုင်ငံကိုစီးရဲထဲမှာထည့်ထားတယ်။အကောင်းဆုံး လူနေမှုစနစ်ရှိပြီးတော့အကောင်းဆုံးသွားပြီးနေလို့ရတဲ့နိုင်ငံများဆိုတဲ့စည်ရင်အဲ့လိုစည်ရတော့ပေးကြတယ်လေကျမတို့နိုင်ငံတွေပါဒီမှာတာဝန်ရှင်လည်းရှိရဲ့ကိုယ်နိုင်ငံကိုတာဝန်ရှင်ရှိတော့စည်ရင်လည်းတွေ့ပြီဆိုရင်စည်ရင်တွေ့ပြီဆိုရင်ဒီမှာတိတ် life flight ချင်တာပေါ့နော် life flight ခဲတံလေးတစ်ချောင်းနဲ့ life flight ဆက်ပတ်ပြီဆိုရင် light ကြည့်လေမပါဘူးဒါပေမဲ့ပါတဲ့နေရာတော့ရှိတယ်တောင်းမတယောက် တောင်းတောင်းဖြစ်ဖို့အတွက်အစိုးဆုံးနိုင်ငံမယ်ဆိုပြီးမြန်မာနိုင်ငံလို့ပါလိုက်တော့ကျမမှာနှက်တော့နှက်ချင်တာပေါ့နော်ဒါပေမဲ့လည်းဝမ်းမသာနိုင်ဘူးဒါအစိုးဆုံးရဲ့မှာပါသွားတာပေါ့မချင်ထားဘူးလေကိုယ့်နိုင်ငံကဖုန်းမှန်းတော့သိပါတယ်တကယ်ပါဒါတော့နှစ်ပေါင်းများစွာနှစ်ပေါင်းစွာအဲအဲ့လောက်ကတော့26 29 28နဲ့30ပေါ့နော်အဲ့လောက်လောက်ကဖြစ်ခဲ့တဲ့ဒီစနစ်အောက်မှာမကောင်းမှုစံတော့ပြပါတယ်ဒါပေမဲ့လည်းနိုင်ငံပေါင်း290လို့30လို့စီးရင်ယူတဲ့300လို့ သိရင်ခါတဲ့ခရက်မှာတော့ကျမတို့နိုင်ငံကအောက်ပိတ်ဆုံးတော့ဒီကောင်ကျမတို့လုံးဝကိုတုံ့လုပ်သွားတာပေါ့နော်။အဲအဲ့ဒါကတောင်ကုတ်ဆက်ဖို့လို့ဆိုတော့ကျမတို့ရဲ့နိုင်ငံရဲ့အများကြီးသိပါတယ်။အများကြီးဟာအဲအလုံးကိုအရေးကြီးရပါတော့ကလေးတွေရဲ့ကျုံ့ရဲ့နေတိရဖို့အတွက်အဲကျမဒီကြပြလေးကိုညွတ်ချင်တာကညွတ်ရင်းကနေကျမရဲ့ငယ်ဘဝကိုလည်းပြန်ပြီးတတိယရတယ်။ကြပြဆိုတာကတဲ့ လူတယောက်ကိုပြစ်စုံပန်ကနေပြီးတော့အတိတ်စီကိုသွားဖို့အတွက်ပေါင်းကူးပေးတဲ့တရားတစ်ခုလည်းဖြစ်တယ်။ခရီးဆိုတာပြစ်စုံပန်ကနေအတိတ်ကိုသွားပြီးတော့လဲလို့ရအောင်ကိုယ်ကိုတည်ဆောင်ပေးတဲ့ရှင်တစင်းလည်းဖြစ်တယ်။လှေဖြစ်ဖြစ်မယ်၊သင်္ဘောဖြစ်ဖြစ်မယ်၊မော်တော်ကားဖြစ်ဖြစ်တယ်เนาะအဲ့တော့အဲ့ဒီခရီးကကျမတို့အတွက်ဆိုရင်တော့ဒါအတိတ်ကိုသွားစရာရှင်တစင်းအမှန်တကယ်ပါပဲ။ခရီးက ျမတို့ကအခုပြစ္ဆုတ်ကမှာဟောရည်ရမှာကျမရက်နေငါနေပြောကြပြတပုတ်ကျမရွတ်ကြည့်လိုက်အဲ့လိုရွတ်လိုက်လို့ရှိရင်ကျမရဲ့ကြပြကကျမကိုဟိုးအဝေးကြီးကိုမိုင်းပေါင်းများစွာလဲဝေးမယ်နှစ်ပေါင်းများစွာလဲဝေးတဲ့အဝေးကိုကျမကိုတက်ဆောင်ပါနိုင်တယ်အဲ့လိုမျိုးကြပြမျိုးကိုကျမတို့မိဘတွေကသာနှစ်နှစ်ချိုက်ချိုက်ဖတ်မယ်ဆိုရင်ကလေးခုနှစ်နှစ်ရွယ်မတိုင်ခင်မှာကလေးတွေကိုဖတ်ပေးမယ်ဆိုကြပြလေးတွေကိုကလေးတွေလည်းစိတ်ဝင်စားကျမတို့မြန်မာနိုင်ငံမှာအလိုစိတ်ဝင်စားကြတဲ့ချစ်ကြောင်းနဲ့ကလေးကြပြလေးတွေအများကြီးပါတယ် ော်အဲ့တော့ဒါကကျွန်မစာပေကိုကျွန်မဘယ်လောက်ကြည့်လေးလေးနဲ့နဲ့ဟောထားတယ်ဆိုတော့အမိအနေနဲ့ကျွန်မပြောပြစာဖြစ်ပါတယ်ဒီတော့ကျွန်မတို့ကတဲ့လူကြီးတွေဖြစ်သွားပြီပေါ့နော်လူကြီးတွေဆိုတော့ကြပြစရာဟိုးလို့ကျွန်မအတိတ်စီကိုသွားတဲ့ရင်းဆိုတာကိုခန့်ငယ်ငယ်လုံးကသိပြီးတော့စိတ်တိုင်းကြအောင်အတိတ်ကိုပဲသွားအောင်မလား ခုပစ္စုပန်ကနေအနာဂတ်ကိုသွားလို့မရဘူးလားကြံရလေးတစ်ခုကိုဖတ်မယ်အနာဂတ်ကိုသွားလို့ရတယ်ဥပမာကျမငယ်ငယ်တုန်းကရွတ်ခဲ့တဲ့ကြံအဲ့ဒီကြံမှာကျမကိုအနာဂတ်စီကိုသွားဖို့ဟောအပေးတဲ့ကြံမောင်အာယုဆက်ရာဆရာရေးတဲ့မောင်အာယုကိုဒီကျမတိမှာပေါ့နော်ဒီကျမတိမယ်ဘာကြောင့်လဲဆိုတော့မောင်အာယုကသူကတော့ဒီပေါင်းများစွာကြံကွယ်လွန်သွားပြီဖြစ်တဲ့ကြံဆရာပြဆရာကြီးမင်းတို့ဝင်ကတော့သူ့အကြောင်းကိုစာမလေးတို့ပြန်လာရေးတဲ့ပုံလေး အဲ့မောင်အာယူဟာအဲ့တော့တော့တက်ကူကြီးကြောင်းသားလေးပေါ့သူပွက်လို့နေချိန်မှာကျမထင်ပါတယ်ကျမမမောင်းဘူးဆိုရင်သူ့တက်၂၀ပွန်၂၈လောက်ပဲရှိတယ်အဲ့ဒီကဗျာအဲ့ဒီကဗျာဆိုရင်ခရီးသွားဆိုတဲ့ကဗျာအဲ့ခရီးသွားဆိုတဲ့ကဗျာကိုကျမခုပတ်လိုက်ရင်ကျမကိုအနာဂတ်စီပုတ်ပြီးတယ်ဒါအရင်တော့ကဒါပေမဲ့အသက်ကြီးလာတဲ့အခါကျတော့အနာဂတ်ကိုပုတ်ပြီးတာတဲ့ကဗျာဆိုတာဟာအတိတ်ကိုပုတ်ပြီးတာကိုများပါလားလို့ဒါပြီးတော့တွေးမိတယ် အနာဂတ်ကိုပို့ပေးတာလည်းရှိမှာပေါ့အတိတ်ကိုပို့ပေးတာလည်းရှိမှာပေါ့ကျမတို့ကျတော့အသက်ကြီးသွားပြီရောအသက်ကြီးသွားပြီဆိုရင်အနာဂတ်ဆိုတာကျမတို့မှာသိနေရှိရောအိမ်မက်ဆိုတာသိနေရှိရောခုဒီထဲမှာရောက်နေတဲ့သူတွေမှာအသက်ငယ်နေတဲ့လူငယ်လေးတွေအားလုံးပဲအဲ့တော့လူငယ်တွေဟာညှော်လင့်ချက်နဲ့အသက်ရှင်ကြတယ်အိမ်မက်တွေနဲ့အသက်ရှင်ကြတယ်လူကြီးတွေဟာ memoir တွေအမှတ်တရတွေနဲ့အသက်ရှင်ကြတယ်ကျမတို့ကအမှတ်တရတွေအသက်ရှင်နေကြတယ်ရောက်သွားပြီဒီတော့ ဟုတ်ကဗျာစကအနာကတ်ကိုပုတ်ပေးတာလည်းပုတ်ပါရဲ့ဒါမှလည်းကျမအတွက်တော့ကဗျာဟာအငြင်းနဲ့အတိတ်စီကိုပဲသွားတဲ့ရှင်ကစင်းနဲ့ဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ကဗျာလေးတွေကိုကျမဖတ်ခြင်းအားဖြင့်ကျမရဲ့ရင်ထဲမှာကရုဏာမုဒိတာတခါတခါမှပြောနေကြပေါ့နော်တခါတခါကျတော့စိတ်တူလေးရတာတခုကိုတင်ရင်အေးချအောင်ပြန်လုပ်ပေးလိုက်တာတခါတခါအဖြေမရတဲ့ပုစာတစ်ပုဒ်ကိုကဗျာဖတ်လိုက်ရုံနဲ့အဖြေလေးက အဲ့ဒါမျိုးလေးကိုကျွန်မမျှဝေပေးခြင်းလို့ကျွန်မရဲ့ counseling လို့ရတစာပေးလို့ counseling တက်လိုက်တာဖြစ်ပါတယ်အဲ့တော့ရတစာပေးဖို့ကျွန်မတို့ပြောပြီဆိုလို့ရှိရင်ရတစာပေးဟာရတရှိသောစာပေပေါ့နော်ရတကိုပေးတဲ့စာပေပေါ့ရတစာပေးရတမှာဘယ်လိုမျိုးရှိတယ်လဲဆိုရင်တော့ရတဟာ၉ပါးပေါ့အားလုံးသိပါတယ် ဟိုအတေချအတိအကျဘယ်ဟာမှလဲလို့မသိပေမဲ့ကျမတို့နေ့စဉ်နဲ့အမျှအသက်ရှင်နေတဲ့ခါမှာအဲ့ဒီယတ္တ၉ပါးနဲ့တစ်ခုမဟုတ်တစ်ခုဆက်လွယ်ပြီးတော့ကျမတို့အသက်ရှင်နေရတာဆိုတော့အဲ့ဒီယတ္တ၉ပါးကိုစာရေးဆရာတွေဟာပေါက်ပွဲ့လွဲ့လွဲ့ရေးကြတယ်တေတိချာချာစနစ်တကျဖွက်ပြီးတော့ရေးကြတယ်အဲ့လိုရေးတာကိုကျမတို့ကဖတ်ရတယ်ဖတ်ခြင်းအားဖြင့်ကျမတို့မှာဘာအကျိုးကျေးဇူးတွေရှိတယ်လဲဆိုတာလဲကျမရဲ့အတွေ့အကြုံညကျမပြောပြချင်ပါတယ် အလုံးနဲ့ဒီပြေကြုံနဲ့တတ်တူတက်မြဒုံဖို့လေတတ်တူတက်မြလီပါရလိမ့်မယ်လို့ကျမထင်ပါတယ်။ယတ္တဆာပေကိုကျမတို့ဖတ်တဲ့အခါမှာယတ္တဟာကိုပါရှိတယ်ထားပါတော့နော်။ယတ္တဆာပေကိုပါမှာအဲ့ဒါလေးပဲကျွန်မပြောပြလိုက်ပါအောင်လေ။တချို့ကလေးတွေယတ္တကိုပါကိုမသိပါဆိုလို့နော်။ချစ်ဆွေသနာတိကြချမ်းကျုပ်ဆိုင်။မတော်ခင်တုန်းကတော့ကြညာလေးလိုအတူလေးနဲ့နော်။ချစ်ခင်ချင်းဆိုတဲ့တေကာရယတ္တနော်။ရန်ရှင်ချင်းဆိုတဲ့အာကယတ္တနော်။အဲ့ဒါကိုဆရာစွာကြီးကတော့ အလွန်အဆွေအတော်အဲ့ဒီလိုပြောပါတယ်။ယတ္တဟာလွန်းရင်ချစ်ရင်သင်္ကာရယတ္တပေါ့နော်။ကြီးရတယ်ဟေ့ဆိုလို့ရှိရင်ဒါဟာတယတ္တပေါ့နော်။မုန်းကြီးရတယ်ပါလေ။ဆက်ဆုပ်ရွှန်ရှားတာပါလေ။နောက်ပြီးတော့ကြောက်ရွံ့တာပါလေ။မယာနကယတ္တဆိုတာတော့ကြောက်ရွံ့ခြင်းပေါ့နော်။မုန်းကြီးဆက်ဆုပ်ခြင်းဆိုတာပါလေ။အဲ့ဒီထဲမှာကျမတို့သိနားမလည်နိုင်တဲ့တည်ငြိမ်တဲ့ယတ္တ၊တန်တယတ္တဆိုတာလေပါပါလေ။ အဲ့တန်တရတ္တဘလို့မှမျိုးလဲဆိုရင်ကျမကဗျာတပုတ်ကြားမှုနဲ့တန်တရတ္တတည်ငြိမ်ခြင်းကိုအေးချမ်းခြင်းပေါ့နော်တည်ငြိမ်ခြင်းကိုပြောတာကတော့သူကျမတို့လဲဆောင်တဲ့ဆိုတဲ့ကဗျာလေးတပုတ်ငငယ်လုံးကလေးရချုပ်ခဲ့ပြီအဲ့လဲဆောင်တဲ့ဆိုတဲ့ကဗျာကတန်တရတ္တကိုပေါ်လွင်စေတာဖြစ်ပါလေတဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီလဲဆောင်တဲ့ကဗျာလေးကိုရွတ်တဲ့အချိန်မှာအဲ့လဲဆောင်တဲ့လေးက ဘိုးရည်တက်ရည်တခွေခွေကွင်းကျဲအဝေးဝေးလဲဆောင်တဲလေးခြေတန်းရှိဘိုးဘုတ်အောက်မှာဒီကြာနေတခွင့်ဖြူတခွင့်တဲနှစ်ပဏ္ဏတင်အဲ့ဒီတဲနှစ်ပဏ္ဏတင်ဆိုတဲ့အဲ့ဒီနောက်ဆုံးပိုက်ကလေးကြည့်အောင်ကြည့်လိုက်တာနဲ့လဲဆောင်တဲလေးကိုလည်းမျက်စိအားလုံးကမြင်လာသူအကွင်းလေတဲ့မှာတပိုကြီးပေါ့နော်ခြေတန်းရှိလေးလဲဆောင်တဲဆိုတော့ဘိုးရည်တွေရောတက်လာတဲ့အေးရောင်လေးမြည်ရည်တို့အားတို့ပေါ့နော်ငုံဝင်မြည်ရည်တို့အဲ့ဒီမြည်ရည်တွေကြားထဲမှာဘိုးရည်ရတယ်ပေါက်လိုက်တော့အားလုံးကရည်ရည်ပိုးပွေးနေတယ် ဲ့နေရာမှာသူ့ဒေးနာလေးမှာတဲလေးမှာဂျာနီလေးရတယ်တပွဲအဖြူလေးရတယ်တပွဲအဂျာနီတပွဲဖြူတပွဲတဲနဲ့ပဏံတဲ့အဲ့လိုမျိုးလေးဟာတော့တဏယတလွမ်းမယ်လို့ထင်ပါတယ်လို့ဒိုင်းဆရာကြီးတို့ကပြောခဲ့ပူပါတယ်အဲ့တော့အဲ့ရောယတဟာပုံမျိုးရှိမှာပေါ့နော်အဲ့လိုပြောကြဆိုဟာပုံမျိုးရဲ့မှာအဲ့ရတစာပေးနေဖတ်ချင်အောင်ဒီကျမတို့မှာဟုတ်သူတင်ကျမမှာဘယ်လိုများအကျိုးကျေးဇူးရှိတယ်လဲ ကျမကိုလူတပါဝကိုနားလေတာပင်ချပေးလိုက်တာရတစာပေးအဲဒီရတစာပေးရမှာကြရားလေးလည်းပါတယ်ပတုလေးလည်းပါတယ်ဆောင်းပါတုတ္တနဲ့ရတနဲ့တွဲလေးနဲ့ဆောင်းပါတွေပါအဲ့ဒီလိုပဲအစေးတွေဘုရားစာဒီစာကုန်ဆိုင်ရုံးလေးပါပါလို့အဲ့ဝိတုလေးကြရားလေးကိုဖတ်ချင်အဖြစ်နှစ်ပေါင်းများစွာပတ်လာတဲ့အခါမှာကျမဟာလူတပါဝစရိုက်ကိုနားလေတာ အဲ့ဒါကိုဒီမှာဥပမာတစ်ခုပြောပြချင်ပါတယ်လူသဘာဝဇိယိုက်ဆိုတာပါလေလူစရာပါလေပေါ့နော်လူစရာကိုကိုကိုစိတ်ဝင်စားတယ်အခုကိုကိုစိတ်ဝင်စားတယ်ဆိုတော့ကိုကိုဘယ်သူကများဘယ်လိုမြင်ပါလိမ့်စာအဲ့ဒါကိုလည်းစိတ်ဝင်စားတယ်ကိုရဲ့မျက်နှာကိုကျမတို့ဆိုခဏခဏအလိုတပိမလားယသမီဆိုတော့တွားရင် fine line ကနေစပင်လေးကိုနေနေနေတက်တယ်အဲ့ဒါကိုကိုကိုစိတ်ဝင်စားတယ်နော်စပင်လေးကိုတက်တယ်တက်ပြီးတော့မှန်လေးကိုကြည့်တယ်ငါရဲ့မျက်နှာပုံနေပါလိမ့် ။အဲ့နဲ့ခုံးလေးကဘလို့နေပါလဲ။ငါနှခမ်းနေရများပေကြနေပြီလား။ကိုကိုကစိတ်ဝင်စား။အဲ့လိုပဲကိုယ်ကလူတွေကဘလို့မြင်ပါလဲတခါခါမှသမိန်လေးကိုမတင်မတတ်ဖြစ်ရင်တတ်ရတာမျိုးဒါဒါအသေးအခွဲလေးတွေပြောပြတာပါကိုယ်ကလူတွေကငါမနာကြီးရဲ့လို့ထင်လားဒါမှမဟုတ်ငါအစုပ်ပလုပ်ပဲလို့ထင်လားကိုယ်တယောက်ကဘလို့မြင်ပါလဲဆိုတော့စိတ်ဝင်စားတယ်အဲ့လိုပဲလူဆိုတာဟာကြောက်လဲကြောက်တတ်တယ်ကြောက်တတ်တယ်လူက အဲ့လိုပဲဖြစ်လဲဖြစ်သက်တယ်တစ်ခါတစ်ခါမှာဖြစ်တယ်လို့ထင်ရနေပြီးတော့ဘုံသွားတာမျိုးလည်းဖြစ်သက်တယ်အဲ့ဒါလူတပောင်ပါပဲဩဒီလူတယောက်ကိုကိုကချစ်လိုက်တာသူများအောင်မပြောဘူးเนาะသူများကကိုကိုချစ်တယ်လို့ထင်ပြီးတော့ကို့မုန်းတယ်လို့ဆိုတာဒါကငါရဲ့စိတ်အခုကကို့စိတ်ကိုပဲတစ်ခါတစ်ခါကို့စိတ်ကကိုအခုတလုံးမှာဒီလောက်ပေါက်စိတ်ခါမှာတော့အချစ်စိတ်เนาะနောက်တလောကျတော့အချစ်စိတ်ကိုပဲလဲစိတ်ကုန်လဲစိတ် ောင်းတော့ဒီလိုငါဖတ်ကြောင်းလေးယူနေပါလေအဲ့လိုမျိုးကလည်းပါလာတယ်လူလူတဘာဝဆိုတာပြောင်းလဲတတ်တာဘို့နော်တခါခါမှနောင်နာရသွားတယ်ငါတော့ယူရတာပါပါလိပြန်အမ်းလို့ရရင်ပြန်အမ်းလိုက်ချင်တယ်အဲဒါမျိုးပေါ့နော်အာဥပမာဥပမာပြောပြတာပါကျမယူလဲမယူထားဘူးယူထားတဲ့ပြန်အမ်းရတယ်ရှိတယ်